င်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေជួសុបပါတယ် Champion Page တက်ဒီအောင်းနေမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအားစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Sorry Arabia Take the Club ဖြစ်တဲ့အာနာစာအသင်းကသူတို့ရဲ့နီးပြ Stephanie Pioli ကိုယာရုကထုတ်ပေးခဲ့ပြီးနောက်အရင် Sorry Club အာနာစာရဲ့ပြိုင်ဘက်ဖြစ်တဲ့ Ahila အသင်းရဲ့နီးပြဟောင်း Hoki Jesus ကိုတွားရောက်ဆက်သွယ်ထားပါတယ် Hoki Jesus ကပေါ်တူဂီလူမျိုးနီးပြဖြစ်တဲ့ Flamingo နဲ့ ကိုပါလီပါတီတိုးချန်ပီယံဖြစ်ပြီးတော့အာဟီလာအသိန်းနဲ့ပြီးခဲ့တဲ့တနေ့ကျော်ကအောင်မြင်မှုတွေများစွာရရှိထားသူဖြစ်တယ်။ဆိုလက်ရှိမှာအာနာစာကခရစ်စတီယာနိုရော်ဒိုကိုတတ်တန်းတိုးပြီးနောက်ဟိုကေဟေဆုကိုသူတို့နီးပြတ်တဲ့ဖြစ်ဖို့ဆွေးနွေးလျက်ရှိနေပါတယ်။တစ်ဖက်မှာတော့အင်တာမီလာအသိန်းကနီးပြတ်ခရစ်စတီယန်ခီဘူးတို့လုံလောက်တဲ့ကစားမတွေကိုဖြည့်တင်းပေးမယ့်အကြောင်းသူတို့ဘက်ကဂရီပေးထားပါတယ်။သူတို့ဆီမျိုးနီအင်ဇာဂီကိုဆုံးရှုံးထားတဲ့အတွက် ခရစ်ယာန်ခီဘူးနဲ့ပြန်လဲအစားထိုးတဲ့အင်တာမီလန်ကဇဝဲလ်စကီကိုသူတို့အပီးသက်ရူမာကခေါ်ယူခဲ့အပြီးမှာအခုပါမအသင်းရဲ့နောက်ထပ်ကစားသမားဖြစ်တဲ့ယိုဟန်ဘိုနီဆိုတဲ့ကစားသမားကိုသူတို့ဘက်ကခေါ်ယူဖို့ပြောင်းရွှေ့ခြင်းသဘောတူညီပါဖြစ်လာပါပြီ ပြောင်းရွှေ့ခြင်းကယူရို24တန်းဖြစ်ကြောင်း Fabrizio မှအတည်ပြုထားပြီး Inter Milan ကဒီပြောင်းရွှေ့ဖြစ်လာဖို့ကြိုးပမ်းရရှိတယ်။ပြည်သစ်ကလပ် Lille ကအသင်းကထွက်တော်မှာဖြစ်တဲ့ Jonathan David နေရာမှာအစားထိုးဖို့ Olivier Giroud ကိုဆက်သွယ်ထားပါတယ်။အသက်26နှစ်အရွယ်ရှိတဲ့ Canada တိုက်စစ်ဘူးကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာတော်မှာဖြစ်ပြီးတော့ဒါ Premier League Club တွေဥရောပထိပ်တန်း Club တွေကကြိုးပမ်းနေတဲ့အချိန်39နှစ်အရွယ်ရှိတဲ့ LAFC ရဲ့ပြင်သစ်တိုက်စစ်ဘူးဟောင်း ိုလီဗီဂျူရူကိုသူတို့ကအစားထိုးခေါ်ယူဖို့ကြိုးပမ်းနေရှိတယ်။ရီယယ်မက်ဒရစ်အသင်းကလူကာမိုဒရစ်ထွက်သွားချိန်တောင်မှသူ့နေရာမှာအစားထိုးမဲ့သူကိုခေါ်ယူသွားဖို့အစီအစဉ်မရှိတော့ကြောင်းဆိုလိုက်ပါတယ်။မက်ဒရစ်ကလာမယ့်ရာသီမှာလုံလောက်တဲ့ကွင်းလယ်အစုပိုင်းပွဲကိုပိုင်ဆိုင်ထားလို့အာဒါဂူလာလည်းလာမယ့်ရာသီမှာကွင်းလယ်တိုက်စစ်ပိုင်းတွဲအာကူပိုဂျာဗီလွန်ဆိုကကြီးဝဲထားတဲ့အတွက် မိုးထွေနေရာမှာအစားထိုးမဲ့သူကိုခေါ်ယူမှာပုံချောင်းဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းကဘယ်နောက်ခံ position အတွက်တော့သူတို့ဘက်ကစဉ်းစားနေစေဖြစ်တယ်ဖလန်ကာစီယာနဲ့မန်တီတို့နှစ်ယောက်ရှိသည့်တိုင်အောင်မကြာခဏတိုင်ရရနေတဲ့မန်တီအခြေအနေကြောင့်ဘယ်နောက်ခံလူတစ်ယောက်သူတို့စောင့်ကြည့်နေစေဖြစ်တယ်ဘန်ဖီကာကတော့သူတို့ target ထားတဲ့ Everton Fernandez ကစားရက်ကို တန်း90ပေးရမယ်ဆိုတဲ့အချက်ကိုမက်ဒရစ်ကတိထားတဲ့အတွက်ပြောင်းရွှေ့ခြေကိုပဲညှိနှိုင်းဖို့ရယ်မက်ဒရစ်ကစဉ်းစားလျက်ရှိကြောင်းဆိုထားပါတယ်ရီယယ်မက်ဒရစ်အနေနဲ့အခုလောလောဆယ်အနေထားရကလပ်ဝေါ်ကပ်ပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်မှာတော့အမ်ဘပ်ပေပြန်ပါနိုင်ဖို့ပျော်လင့်ထားရရှိကြောင်းနဲ့ခီလီယန်အမ်ဘပ်ပေက ကျမရဲ့အခြေအနေကြောင့်ဆေးရုံတက်ပြီးတော့လက်ရှိမှာပွဲစဉ်တွေကိုလွဲချော်ထားသူလည်းဖြစ်တဲ့ဘာဆိုနာအသင်းရဲ့တောင်ပံကစားမဖြစ်တဲ့ Ferran Torres ကို Astro Villa အသင်းကခေါ်ဖို့ချဉ်းကပ်နေရှိပါတယ်။ United America Ferran Torres ကိုသဘောကျတဲ့အတွက်ဒါ Villa ရဲ့ အိုက်စစ်ပိုင်းတွယ်ဖရန်ကိုဘာဆိုနာကခေါ်ချင်နေတာဖြစ်တယ်။တစ်ဖက်မှာတော့ဘာဆိုနာက Spotify Camp Nou ကိုဩဂတ်လမှာပဲပြန်လည်ရှင်းပပြီးပွဲစဉ်တွေနဲ့သူဖွင့်လို့ပြင်ဆင်ရရှိတယ်။ပေးသက်တသိန်းကျော်ထိရှိမဲ့ဘာဆိုနာရဲ့ကွင်းတကြီးက ဩဂတ်လအမီစနိုင်ဖို့သူတို့ဘက်ကမျောလင့်ထားတယ်လို့ဆိုပါတယ်ဘာဆိုနာအသင်းကအခုသူတို့လူငယ်ကစားမပါဘလိုထိုရီကိုရောက်ထုတ်ဖို့ပြင်ဆင်နေပါတယ်မယောကာအသင်းကဆွေးနွေးရရှိပြီးတော့ဒီစားမလေးကိုဂျွန်30ရက်နေ့မတိုင်ခင်မယောကာကိုရောင်းချပြီးမှပြန်လဲဝယ်ယူခွင့် buyback option နဲ့ ထွက်ခွာခွင့်ပေးမှာဖြစ်ကြောင်းဆိုပါတယ်။ဟန်စီဖလစ်ကတော့ဒီနိုယာတီမှာသူတို့ဘက်ကရူနီဘာဂျီကိုခေါ်ယူထားသလိုတစ်ဖက်ကလည်းတောင်ပန်နေတိုက်စစ်တွေအတွက်ခေါ်ယူထားပြီးတိုင်အောင်ရူနီပါဂျီဟာလူငယ်ကစားမဘွားပုတ်ပဲဘာဆိုနာအသိချီမှာပါဝင်ခွင့်ရပါဖြစ်ပြီးအခြားကစားမတွေလိုပဲအခွင့်ရေးပေးသွားမှာဖြစ်ကြောင်းဆိုထားပါတယ် အတရီကိုမတ်ထွေကရူဒရီဂိုဒီပိုကိုစာချုပ်သက်တမ်းထပ်တိုးဖို့မျှော်လင့်လျက်ရှိနေစေဖြစ်တယ်။2026မှာစာချုပ်သက်တမ်းကုန်ဆုံးမဲ့အာဂျင်တီးနားကွင်းလယ်ကစားမကိုတီကိုကကာလာရှိချာသက်တမ်းထပ်တိုးခြင်းပြီးတော့ကစားမကိုတိုင်ကလည်းဝေါ်ကတ်နှစ်အတွက်တီကိုမှာစက်နေဖို့ဆန္ဒရှိတယ်လို့ဆိုပါတယ်။လက်ရှိနေထားရအက်တလက်တီကိုမက်ထရစ်အသင်းကအမ်မီမာတီနက်စ်ကိုခေါ်ဖို့ကြိုးပမ်းလျက်ရှိတယ်။သူတို့ရဲ့ဂိုးသမားဖြစ်တဲ့ဂျန်အော့ဘလက်နေရာမှာအစားထိုးဖို့ရည်ရွယ်ထားတာပါ။ဂျန်အော့ဘလက်က ကယာတီကိုမှာအသင်းနဲ့လမ်းခွဲနိုင်ပွဲရှိတဲ့အတွက်အာစတွန်ဗီလာရဲ့ကိုသမားအေမီမာတီနက်စ်ကိုဒီဂိုစီမီယိုနီကခေါ်ယူဖို့ဆန္ဒရှိနေတာလည်းဖြစ်တယ်။မန်ချက်စတာစီးတီးရဲ့ကိုသမားအေဒါဆင်တယောက်ကလပ်သင်းကထွက်ခွာသွားမယ်ဆိုတဲ့သတင်းတွေကိုညှင်းဆန်လိုက်ပါတယ်။မန်စီးတီးကကိုသမားအသစ်တယောက်ခေါ်မှာဖြစ်တဲ့အတွက်အေဒါဆင်ထွက်သွားနိုင်တယ်ဆိုတဲ့ကိုလာဟာလာသတင်းတွေကိုညှင်းဆန်ထားပြီး မစီးဒီနဲ့သူ့ကြား contract စာချုပ်ရှိပြီးကျွန်တော်ဒီအသေးမှာဆက်နေမှာဖြစ်ကြောင်းဟိုတနေ့ကပဲအတည်ပြုလိုက်ပါတယ် Manchester City က Kyle Walker ရဲ့နေရာအတွက်ညာနောက်ခံလူကစားမှ၂ယောက်ကိုအနည်းဆုံးစောက်ပြီးကြည့်လျက်ရှိတယ်တစ်ယောက်က Flamengo ရဲ့ Brazil နောက်ခံလူ Wesley နဲ့နောက်တစ်ယောက်ကတော့ Newcastle United ရဲ့နောက်ခံလူ Tino Libramento တို့၂ယောက်ဖြစ်ပြီး Kyle Walker နေရာအစားထိုးဖို့သူတို့ဘက်ကရည်ရွယ်လက်ရှိတာပါ ကေဗင်ဒဘရိုင်းနာကမန်ချက်စတာစီးတီးကမထွက်ခင်မှာဆိုဒီအာရေဗျာမေဂျာလိကလပ်တွေအပြင်ပရီးမီးယားလိမှာဆက်နေဖို့သူစဉ်းစားခဲ့တယ်သူတို့ပြင်လီဗာပူးနဲ့တောင်သူစကားပြောဆိုခဲ့ပြီးတော့ နောက်ဆုံးမှာစီးတီးနဲ့ဆန့်ကျင်ဘက်မကစားခြင်းနဲ့အတွားနာပိုလီကိုရွေးချယ်ခဲ့ကြောင်းဒီမန်ချက်စတာအီဗနစ်စတန်ဒတ်ကဖော်ပြထားပါတယ်မန်ချက်စတာယူနိုက်တက်အသင်းကအခုလက်ရှိမှာသူတို့အသင်းအနေနဲ့ကွင်းလယ်ပိုင်းကို တောက်လျှောက်စောင့်ကြည့်နေပြီးတော့ကလပ်ဘက်ကဝူဖရစ်အန်ဒီဒီကို ခေါ်ဖို့ဆန္ဒရှိနေတယ်လက်စတာစီးတီးနဲ့သူတန်းစင်သွားတဲ့အခွင့်လေကစားပါအန်ဒီဒီကရော်ဂျေးစာချုပ်ပေါင်၉သန်းနဲ့ခေါ်ယူခွင့်ရှိတဲ့အတွက် မန်ယူနိုက်တက်ကလစ်လက်သွားတဲ့ခရစ်စတန်အရီဆန်နေရာမှာအစားထိုးချင်နေတာလည်းဖြစ်တယ်မန်ချက်စတာယူနိုက်တက်ရဲ့တောင်ပန်ကစားမဂျီရန်ဆန်ချိုတယောက်လက်ရှိမှာဂျူဗန်တက်စ်ကိုပြောင်းရွှေ့မှာပါပြောင်းရွှေ့ခြင်းကပေါင်25တန်းဖြစ်တယ်။ဒါပေမဲ့ United ကဆန်ချိုရဲ့လစာကိုထပ်ဆိုင်ပေးရဖို့ရှိတဲ့အတွက်ဒီပြောင်းရွှေ့ခြင်းရဲ့23တန်းသာ solid ရမှာဖြစ်ပြီးကျန်တဲ့4တန်းကဆန်ချိုကိုလစာဆိုင်ပေးရင် Jadon Sancho က Juventus ကိုလစာရှော့ယူပြီး ပြောင်းရွှေ့ဖို့သဘောတူတဲ့အတွက်ဒီပြောင်းရွှေ့ဖြစ်ဖို့တေချာသွားပြီဖြစ်တဲ့ Brian Antwoord ကိုခေါ်ယူဖို့သဘောတူညီမှုရပြီးနောက်ကစားမကမန်ယူနိုက်တက်မှာတပတ်သိန်းခွဲသာရယူမှာဖြစ်ပြီး Manchester United အသင်းကိုပြောင်းရွှေ့ခွင့်ရဖို့အတွက်တကယ်ကိုကျေနပ်မိတယ်လို့ဆိုထားတယ်။ Man United ကအခု Yuko Akitike ရဲ့ Moises King ရဲ့ Ankuku နဲ့ Yogresto အားလုံးကိုသူတို့ရဲ့ tight option အတွက်ဆက်ပြီးတော့ထားတာဆက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ အာစနယ်တင်းကလည်းဗစ်တယောကရက်ကိုလုံးဝလက်မလျှော့ပဲခုချိန်ထိစိတ်ဝင်စားဆဲဖြစ်တယ်ဒါဘန်ဂျမင်ဆက်စ်ကိုအပြောင်းအရွှေ့သတင်းတွေတက်နေတိထိုင်အောင်ယောကရက်ရဲ့အပြောင်းအရွှေ့ကိုကလပ်ဘက်က လုံးဝတိခံပြီးတော့အပြောင်းရွှေ့ချောချမဲ့အချိန်ထိကိုဈေးဆောင်နေတာဖြစ်နေပြီးတော့ကလပ်သင်းဘက်ကယူရို65တန်း80နဲ့တာသဘောတူနိုင်ဖို့ကြိုးပမ်းနေတာပါ။တောမက်စ်ပါတီကကလပ်သင်းကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ခရစ်ယာန်နောဂါကိုအာစနယ်ကအရခေါ်ယူခဲ့တဲ့အတည်းလက်ရှိမှာ32နှစ်ရွယ်ရှိတဲ့ဒမ်မတ်ကွင်းလက်ကစားမကဘရန်ဖို့အသင်းကထွက်ပြီးတော့အာစနယ်ကိုပြောင်းရွှေ့ခဲ့တာပါ ပြောင်းရွှေ့ခြင်းပေါင်း၁၀တန်းနဲ့အပူစုချင်းွေသဘောတူညီမှုနဲ့ Brentford ကနေ Arsenal ကိုပြောင်းရွှေ့ခဲ့တာဖြစ်တဲ့ Arsenal သင်းရဲ့လူငယ်သားမ Mike Lewis Kelly ကကလပ်သင်းနဲ့တတန်းတိုးစာချုပ်ချုပ်ဆိုလိုက်ပါတယ်2025ကနေ2030ခုနှစ်ထိ၅နှစ်စာချုပ်ချုပ်ဆိုတာဖြစ်ပြီးတော့ မိုက်လူးဝစ်စ်ကယ်လီကအာစနယ်ဘာဆက်နေဖို့ဆုံးဖြတ်ခဲ့တာဖြစ်လို့ကလပ်ဘက်ကအာဇာဒရိုက်တာက ဝီလျံဆလီပါရဲ့ပခါယိုဆာကာနဲ့အီတန်ဝန်နဲ့ရီဒိုကနောက်ထပ်စာချုပ်ချုပ်ဆိုမဲ့သူတွေဖြစ်ကြောင်းဆိုပါတယ်အေစီမီလန်တင်းကဇင်ချန်ကိုကို ပြောင်းရွှေ့ချေ12တန်းလောက်နဲ့ကန်ထန်ထားပြီးတော့ဇာမောက်ကိုတိုင်ကလည်းတင်းကပြောင်းဖို့ဆန္ဒရှိနေပြီးတော့နှစ်ဖက်ချာဆွေးနွေးနေပါတယ်လီဗာပူးတင်းကအရင်ဝင်းစတင်ရဲ့နီးပြဟောင်းဖြစ်တဲ့ရောဘတ်ပေ့ချ်ကို လပ်သင်းရဲ့ under 21နီးပြဖြစ်ခံလိုက်ပါတယ် ropage ကဝေးသင်းကနေထွက်ခွာပြီးတော့အသင်းလက်မှတ်ဖြစ်နေတဲ့အချိန်မှာ liverpool ကသူ့ကို u21 အသင်းရဲ့နီးပြဖြစ်ခံခဲ့တာဖြစ်တဲ့ liverpool အနေနဲ့ concert ကိုရောင်းထုတ်ခဲ့တုန်းက bayer leverkusen ကနေပြန်ဝင်ခွင့်သဘောတူညီမှုထည့်သွင်းထားပါတယ်အဲ့ဒါကတော့2029ကစပြီးတော့ ဂျာရက်ကွန်ဆာ့ကိုယူရိုတန်း60နဲ့လီဗာပူးကဝယ်ယူခွင့်ကိုသဘောတူညီမှုရရှိထားတာဖြစ်တဲ့လီဗာပူးကအခုမီလော့စ်ကာကီကိုခေါ်ယူလိုက်ပြီးဖြစ်တဲ့ကာကီစကလီဗာပူးကို ပြောင်းရွှေ့လာပြီးနောက်လီဗာပူးအတွက်ဒီယာဒီမာထရန့်အလက်ဇန်ဒါအာနိုနဲ့အန်ဒီရိုဘင်ဆန်တို့နေရာအတွက်နောက်ထပ် flying full back နှစ်ယောက်ဖြစ်တဲ့ဂျန်မီဖရင်ပေါင်နဲ့မီလော့စ်ကာကီတို့နှစ်ယောက်ကိုပြန်လဲအစားထိုးနိုင်ခဲ့တာဖြစ်တဲ့ ်ချက်စီသင်းနေနဲ့အခုလောလောဆယ်အနီထာယာတိုက်စစ်ပိုင်းမှာသူတို့ရဲ့တိုက်စစ်မှုတဲ့လီယန်ဒီလာပေါ်ကိုယုံကြည်မှုအပြည့်ဝရှိကြောင်းမျှော်လင့်ထားတဲ့ဒီသားမကအခုကလပ်ဝေါကပ်၃ပွဲမှာတကူးသွင်းတကူးဖန်တီးထားသူဖြစ်ပြီးတော့ချက်စီဘက်ကတော့ ိုက်စစ်မှုအတွက်လီယန်ဒီလက်က DRD မှာချက်စီကိုအကောင်းဆုံးကူညီပေးနိုင်မဲ့သူလို့ယုံကြည်ထားပါတယ်ချက်စီဘက်ကတောင်မန်ကစားမှာဒေကိုစိတ်ဝင်စားတဲ့မှာဂါနာချိုကိုခေါ်ယူဖို့ဆန္ဒရှိနေစေဖြစ်တဲ့အချိန် တဖက်မှာလည်းသူတို့အနေနဲ့အခြားတောင်ပန်ကစားသမားတွေကိုလည်းစောင့်ကြည့်နေဆဲဖြစ်ပါတယ်ကလပ်သင်းပိုင်ရှင်တွေကတော့အခုလောလောဆယ်နေထားရာချဲစီအသေးအတွက်စန်တာဘက်တယောက်လောက်ခေါ်ယူသွားဖို့နဲ့ဈေးကွက်မပိတ်ခင်မှာအိုက်ကစားသမားတွေကိုခေါ်ယူဖို့စန္ဒရှိကြောင်းဆိုပါတယ် တစ်ချိန်တည်းမှာပဲ Man United ပြောင်းရွှေ့ကြေးရှော့ချလုံးမဲ့ဂါနာချိုကို Chelsea ကစိတ်ဝင်စားဆဲဖြစ်ပါတယ်။အလာဟန်ဒိုဂါနာချိုကို United ကတန်း90ကနေ45တန်းလို့သတ်မှတ်တော့မှာဖြစ်တဲ့အတွက် Chelsea ကခေါ်ချင်တယ်လို့ဆိုထားပါတယ်။ ညူကာဆယ်ယူနိုက်တက်ကသူတို့ရဲ့တိုက်စင်မှုအာလစနာအီဆက်ကိုကလပ်ရဲ့ဆန်ချိန်တင်လာစာတပတ်နှစ်သိန်းကျော်လောက်ထိပေးဖို့ပြင်ဆင်နေပါတယ် Times ရဲ့ report ရညူကာဆယ်ကဘယ်ကစားမှတယောက်ကိုမှလာစာနှစ်သိန်းပေးတဲ့အစီအစဉ်မရှိပေမဲ့လီဗာပူးရဲ့စိတ်ဝင်စားမှုကြောင့်အီဆက်ကိုကာလရှည်ကြာတက်တန်းထပ်တိုးဖို့ကြိုးပမ်းနေတာပါ ထော့နမ်ဟော့စပါအသင်းကတော့အခုလောလောဆယ်မှာခိုင်ဝိုကာပီတာကိုပြန်ခေါ်ဖို့လုပ်နေတယ်စပါကဆောင်းတန်ကိုရောင်းချခဲ့ပြီးအရင်တုန်းကဝိုက်ဘီယက်နဲ့အလိုက်ပေးခဲ့တဲ့ခိုင်ဝိုကာပီတာကအလို့ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာပြီးဖြစ်တဲ့အတွက် ထော်တန်ကသူ့ကိုပြန်ခေါ်ဖို့ကြိုးပမ်းနေတာဖြစ်တယ်။ချိန်ထဲမှာပဲထော်တန်ဟော့စပါအသင်းကယိုမင်းဆွန်းရဲ့အပြောင်းရွှေ့အပြင်တစ်ဖက်မှာတော့တိုက်စစ်အစုဖွဲ့နဲ့ကစားမ3-4ယောက်လောက်စပါကရောင်းချသွားပွဲရှိတယ်။သူပြင်းကွင်းလေကအီပစူမာရဲ့ရီချာလစင်ရဲ့ တင်းကောင်းဆောင်ဂျွန်မင်ဆွန်နဲ့လိုအပ်ရင်ခရစ်ယာန်ရိုမေရိုတတ်တမတိုးရင်ထော်တန်ကရောင်းထုတ်ဖို့ထိစဉ်းစားထားကြောင်းဆိုထားပါတယ်။ Everton အတင်းကဒိုမနစ်ကာဗန်လူဝင်နေရာမှာအစားထိုးမဲ့တိုက်စစ်မှုတွေကိုရှာဖွေနေပါတယ်။ကာဗန်လူဝင်က Everton အတင်းနဲ့စာချုပ်တတ်တန်ကုံဆုံးတဲ့အတွက်အလုတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာသွားပြီးနောက်သူတို့ဘက်ကတိုက်စစ်မှုတွေခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။ West Ham United ကလည်းသူတို့ရဲ့ တောင်မန်ကစားမမော်မက်ကူဒုစ်ကိုတန်90နဲ့ရောင်းချဖို့အစီအစဉ်မရှိကြောင်းနဲ့သူတို့ရဲ့ပြောင်းရွှေ့ခြေကယူရိုတန်တရာပေါင်86တန်ဖြစ်ပြီးဘယ်ကလပ်မဆိုအဲ့ခြေရမှာပဲထွက်ခွာခွင့်ပေးမယ်လို့ဆိုလိုက်ပါတယ်ဒါရီကစေဝန်စားဆရာနောက်ဆုံးရအားသာတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်